ခြေလန်းတိုင်းကိုတံပိုးထားပါဘဝကရိုရှင်းမနေပါဘူးကိုယ့်ရဲ့ရင်မှန်းချက်ကိုတတ်မှတ်ထားတဲ့ကိုရောက်ဖို့ဆိုတာခြေတလန်းလှမ်းလိုက်ုံနဲ့မရပါဘူးခြေလန်းပေါင်းများစွာ အခက်အခဲအသားအစီးတွေအကုန်ကြောဖြတ်နိုင်မှသာရောက်နိုင်တာပါအရေးကြီးတာကကိုယ့်ရဲ့ဦးတည်ချက်ကိုရှာရင်ကိုလှမ်းလိုက်တဲ့ခြေလန်းတိုင်းမှာပျော်ပျော်နေနိုင်ဖို့ပါပဲကျွန်တော်တို့ကကိုယ့်ရဲ့ goal ကိုရောက်ဖို့ လက်ထဲမှာမြေပုံမရှိနေပါဘူး။ဒါကြောင့်ကျွန်တော်တို့ဘယ်ကိုရောက်နေတယ်၊ဘယ်ကိုဥတည်နေတယ်ဆိုတာကိုအတိအကျမျှော်မှန်းထားလို့မရပါဘူး။တကယ်တော့ဒါဟာစိတ်လှုပ်ရှားစရာတွေအများရန်စွန့်စားမှုတွေဖြစ်စေတဲ့ဘဝရဲ့မတိချတဲ့တဘာဝပါပဲ။ဘဝကသာခေးတစ်ခုဆိုရင်ဒီခေးတစ်လျှောက်လုံးကြုံရတဲ့အတွေ့အကြုံတွေခရီးတစ်ထောင်နာတိုင်းခြေလန်းတသေးလေးလှမ်းတိုင်းကိုပျော်ရွှင်တက်ရပါမယ်။ ကိုတတ်မှတ်ထားတဲ့ပန်းနဲ့ရောက်မှပျော်တက်တာမျိုးမဟုတ်ပဲ။သွားချင်တဲ့နေရာရောက်ဖို့ခြေတလန်းလှမ်းပြေးတိုင်းကိုကုတ်ကိုဂုံယူတက်ရပါမယ်။ဒါကနောက်ထပ်ခြေတလန်းလှမ်းနိုင်ဖို့အားဖြစ်စေသလိုရည်မှန်းထားတဲ့ပန်းနိုင် ကိုယ့်ရဲ့ဂိုးကိုမြန်မြန်ရောက်နိုင်ဖို့တွန်းအားလည်းဖြစ်စေတာကြောင့်ပါ။